ပိုင်းပိုင်းနိုင်နိုင်ကျင့်သုံးနိုင်ကြမှာပါအစဉ်အဆက်အုပ်ချုပ်တဲ့အုပ်ဆောင်တဲ့အာနာရလာတဲ့အုပ်ဆောင်အစ်စ်တွေကိုလူလူကစိတ်ဝင်စားမှုပို့ပြီးတော့အရေးအချင်းကိုအခြေခံတဲ့ပြောင်မြောက်တဲ့စွမ်းဆောင်မှုတွေကိုတက်တည်ပြနိုင်လိုက်ရင်တော့လူလူရဲ့ထောက်ခံမှုကိုအထူးရရှိနိုင်ပါတယ်နောက်တစ်ချက်ကတော့လူလူဟာပြစ်ဆုံးပန်ထက်အတိတ်ကိုအစွဲကြည့်တတ်ကြပါတယ်ဘလောက်ပဲလက်ရှိအနေအထားကောင်းမွန်နေပါစေအတိတ်ကဖြစ်ပျက်ခဲ့တဲ့အချက်တွေကို အခြေခံပြီးလက်ရှိဖြစ်ရပ်အပေါ်ဝေဖန်တက်ကြပါလေ။ဒါကြောင့်အုတ်ရှောင်းတိုင်းလူထုခြေနဲ့အောင်အတိတ်ကိုအတုံးဆွဲပြီးအတုံးချပြီးဆွဲဆောင်ပါလက်ရှိအနေအထားကို အတိတ်ရောင်ရောင်ပိုကောင်းအောင်ပြုပြင်ပါတောင်းဆိုတာကို မပေးဘဲကောင်းမှာကိုခွင့်ပြုပါတောင်းတာချက်ကိုလိုက်လျောပေးတဲ့အုတ်ရှောင်းထက်ကောင်းစားရေးကိုဦးစားပေးတဲ့အုတ်ရှောင်းကသာအာနာတီမြင်နိုင်မှာဖြစ်ပါတယ်ယခုအာနာစွန့်ခဲ့ရတဲ့အီတလီအုတ်ရှောင်းဟောင်းပြားကို သုံးသက်သွားပါမယ် နေဘယ်ဘရင်စသဖြင့်မီလန်မြို့သားတို့ကအသင့်တော်ဆုံးတာရကတွေဖြစ်မှာပါ။သူတို့ရဲ့အထက်အားနယ်ချက်ကတော့တောက်တင်းခိုင်မာတဲ့စစ်တပ်မရှိခြင်းပါ။အဲ့ဒါနဲ့ပတ်သက်ပြီးအထူးဆွေးနွေးခဲ့ပြီးပါပြီ။နောက်တစ်ချက်ကတော့လူတို့ရဲ့ကြည်ပြူးမှုမရှိခြင်းဖြစ်ပါတယ်။လူတို့ရဲ့ကြည်ပြူးမှုရှိခဲ့ရင်တော့သူကောင်းမျိုးတွေနဲ့ရံပတ်ဖြစ်နေခဲ့တာကအထက်အမားဖြစ်ခဲ့ပါတယ်။သူတို့ဤသူဥပမာ ပေးလို့ရတာက မက်ဆီဒိုနီးယားရဲ့ဖီလစ်ပါ။ အလက်ဇန်ဒါရဲ့ဖခင်ကို ပြောတာမဟုတ်ပဲတိုက်တက်စ်ကွန်တီယက်စ်တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ဖီလစ်ကိုပြောတာပါကန်ဆိုးကျင်တော့ယောမားနဲ့ဂရီဒူရဲ့ဘိုင်းဒူတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးစစ်ဘက်မှအရက်ဘက်ပြောင်းသူဖြစ်တဲ့အတွက်စစ်တပ်အပါဝင် လူမှုရောသူကောင်းမျိုးတွေကိုပါခြေနှက်အောင်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်အင်အားယုတ်လာတဲ့အတွက်နဲ့အငဲငယ်ထိတာတိုင်းပြည်ကိုနေချက်ကျူးကျော်စစ်ကနေခုခံနိုင်ခဲ့ပါတယ် ဘလိုပဲဖြစ်ဖြစ်တိုင်းပြည်ကိုမပြိုလဲစေပါဘူးခဲအဆက်ဆက်တပ်ဦးစံပိုင်းအုပ်ချုပ်စိုးစံနိုင်ခဲ့ပြီးမှအာဏာစွန့်လိုက်ရပြီးတပြိုတပွဲဖြစ်သွားကြတဲ့အုပ်ချုပ်တွေကိုအခြေချင်းမပြောလိုပါဘူးကိုအဖြစ်နဲ့ကိုပါပဲငြင်းချမ်းနေချိန်မှာဖြစ်လာနိုင်တဲ့မြတ်အပြောင်းလဲတွေအတော့ပြင်ဆင်မှုမရှိခဲ့ကြလို့ပါပြဿနာစတာနဲ့အရင်ခုခံဖို့သာဆုံးဖြတ်ကြပြီးရံဘတ်တိုင်းကို မကောင်းဆိုးရအဖြစ်တွေးတင်တက်ကြတာကအမှားကြီးပါ ရန်သူတပ်ပိုကောင်းတဲ့မိတ်ဆွေအစ်စ်မရှိပါဘူးမိတ်ဆွေကမှလှဲစားနိုင်ပါသေးတယ်ဆုံရှုံမှုအနေငယ်ပြအောင်ငကိုကလေးကအကုန်ခံပြီးကာကွယ်ပါဘယ်တော့မှ အရှုံးမပေးရဘူးလက်မလျှော့ရဘူးလက်မလက်နဲ့မချရဘူးနောက်မဆုပ်ရဘူးအောက်ဆောင်သည်နိုင်ငံတော်နဲ့တရားရေးဖြစ်ပါတယ်အကောင်းဆုံးသောမူဝါဒသည်ကိုပိုင်ဖြစ်မှုဖြစ်ပြီးကိုပိုင်အရင်အမြစ်ကိုစုဆောင်းပါဖြည့်ဆည်းပါကြိုတင်ပြင်ဆင်ပါပြေဆဝိဒကဏ္ဍကံနဲ့အလုတ် ဘုရားသခင်အလိုတော်ဒါကံစီမံရာအတိုင်းလူဘဝကလေပတ်နေရတယ်လို့ယုံကြည်တတ်ပေမဲ့တေချာတွေးကြည့်ရင်ဘယ်လိုမှပြုပြင်လို့မရတယ်လို့ဖြစ်နေတယ်။ကံစီမံရာဖြစ်တဲ့အတွက်မှန်းဆလို့မရပြန်ပါဘူး။ဒါပေမဲ့ကံဆိုတာပြုပြင်လို့ရနိုင်တဲ့သဘာဝရှိပြီးသားပါ။လှုပ်လှက်တဲ့ကိုယ်ပိုင်တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကိုထည့်သွင်းစဉ်းစားရင်ကံဆိုတာဖြစ်လာသမျှအရာတိုင်းအပေါ်တဝက်သာလွှမ်းမိုးမှုရှိတာပါ။ဉာဏ်နဲ့တဝက်ကကိုယ့်ရဲ့အကြောင်းတရားနဲ့သာဆိုင်ပါလေ။ တောင်ကြားရေကြီးလာရင်လမ်းတစ်လျှောက်ကအတားစီဟုသမ ्या ကိုဖျက်ဆီးတတ်တယ်။တစ်ကြီးဝါးကြီးအဆောက်အဦဟုသမ ्या ကို မြေထိုးကော်လံဖြစ်သွားစေတတ်တယ်။လူတိုင်းဘေးကင်းရေးကိုပြေးရတယ်ဘယ်သူကမှရေလိုင်းတံကိုယင်ဆိုင်နိုင်စွာမရှိကြပါဘူး။ဘယ်နည်းနဲ့မှရက်တံအောင်လှုပ်လို့မရပါဘူး။ကံဆိုဒီမှာလည်းဖြစ်ချိန်တံကဖြစ်လာမှာပါ။သို့တော့မဖြစ်ခင်ကကြိုတင်ပြီးတတားစေမြောက်စသည်တူးဖို့ထားမယ်ဆိုရင်ဘလောက်ပဲလှိုင်းကြီးနေပါသေး။ အန္တရာယ်ကြီးပါသည်ရေကြီးမှုအန္တရာယ်ကနေကာကွယ်နိုင်မှာဖြစ်ပါလေ။ကံကိုလည်းကိုအလိုရှိရာဖန်တီးနိုင်ရပါပဲ။အီတလီရဲ့ဒေသတွေနိုင်ငံရေးကိုကြည့်လိုက်ရင် အပြောင်းအလဲအဖြစ်အပျက်အကောင်းဆုံးစသဖြင့်မြောင်များစွာဖြစ်ထားခဲ့တယ်လို့ဖြစ်လျက်ရှိပါတယ်။နေမည်များစွာအကာအကွယ်မဲ့ကြံရစ်နေသေးတယ်လို့အန္တရာယ်မျိုးစုံကကာကွယ်ပြီးသားတိုင်းပြည်တွေလည်းရှိပါတယ်။ဂျာမနီ၊စပိန်ပြင်သစ်စတဲ့နိုင်ငံကြီးများမှဆိုရင်ရေကြီးမှုအလား ဘယ်လိုအန္တရာယ်ကြီးကိုမဆိုရင်ဆိုင်နိုင်စွမ်းရှိကြပြီဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမယ့်စာအုပ်တွေကတော့ကန်တွင်အုတ်ဆောင်မင်းသားလှုပ်ထုံခြင်းစာအုပ်အပိုင်း30ပဲဖြစ်ပါတယ်။အချိန်မရွေးအာနာစွန့်ရတတ်တယ်။အပြောင်းအလဲကိုတန်ဖိုးထားတတ်သူတာအောင်မြင်နိုင်သူဖြစ်ပြီး အခြေအနေအလိုက်အလျင်းသိမပြောင်းလဲနိုင်သူကအယုံသမားပါ။လူတိုင်းချမ်းသာကြွယ်ဝခြင်းနဲ့မတူညီတဲ့နီးလန်းတဲ့အောင်မြင်မှုတွေရယူတတ်ကြတယ်။ တချို့ကတတိကိုလက်သုံးထားတယ်တချို့ကျတော့စိတ်လိုက်မှန်းပါ노자တက်ချွာမှုနဲ့ဂျိုးစာအထုတ်တယ်တချို့ကျတော့အကြမ်းဖက်တယ်တချို့ကျတော့တိကျသေးချမှုကိုတန်ဖိုးထားလိုက်တာတယ်တချို့ကျတော့စိတ်ရှည်တိခံပြီးတချို့ကျတော့စန့်ကျင်ဘက်ကြီးတွေပဲလှုပ်လေးရှိကြတယ်ဘလူနီးနဲ့ပဲဖြစ်ဖြစ်အောင်မြင်မှုကိုရအောင်ယူလို့ရတာတွေကြီးပါပဲပြိုင်မက်နှစ်ဦးကတတိကြီးကြီးနဲ့အောင်မြင်မှုကိုရအောင်ယူကြပေမဲ့နောက်ဆုံးမှာတယောက်ကအနိုင်တယောက်ကအယုံဖြစ်သွားတတ်ပါတယ် အကြောင်းကကျင့်သုံးမှုတွေတူနေပေမဲ့အချိန်ကနေအားထုတ်နေလှုပ်ဆောင်မှုစတာတွေ꽌ပြားနေတတ်တာကြောင့်အနည်းငယ်တော့မတူညီမှုကတော့အပြောင်းအလဲကြီးကိုဖြစ်သွားစေတတ်ပါတယ်ဆိုလိုတာကမတူညီတဲ့နီးနဲ့ကြိုးစားသူနှစ်ယောက်လုံးအောင်မြင်နိုင်သလိုတူညီတဲ့နီးနဲ့နှစ်ဦးစလုံးကျင့်သုံးရင်တော့တယောက်ရှုံတယောက်နိုင်ဖြစ်တတ်သေးတယ်ဘာကူပဲဖြစ်ဖြစ်လက်တွေ့ပေါ်ဆောင်တဲ့နေရာမှာအခြေအနေအလိုက်အလင်းသစ်မပြောင်းလဲရင်အောင်မြင်မှုကိုရနိုင်မှာမဟုတ်ပါဘူး တတိလဲကြီးစိတ်လဲရှိရှိစ조사အားထုတ်ပေမဲ့မအောင်မြင်ခြင်းဟာပြောင်းလဲနေတဲ့အနေအထားတိုင်းမှာပြောင်းလဲတဲ့ကျင့်သုံးသိနဲ့လှုပ်ထုံအတိုင်းမလှုပ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်လှုပ်ထုံတစ်မျိုးတည်းကိုပဲအမြဲမသုံးတဲ့အမြဲတမ်းလူလူလှုပ်ထုံပြောင်းပြီးမကျင့်သုံးသိပါဘူးအခြေအနေအပေါ်လိုက်ဖက်အောင်ပြောင်းလဲကျင့်သုံးပါတတိကြီးပြီမဲ့ခေါင်းပါနေလို့မရတယ်လို့ကံကောင်းနေပြီမဲ့တတိမဲ့နေလို့မဖြစ်ပါဘူးယဟန်မေဂျူလီယက်ဆိုရင်စိတ်လိုက်မှမှလှုပ်ခဲလို့သာအောင်မြင်ခဲ့တာပါ ဒါပေမဲ့အခြေအနေအလိုက်အလျင်းသိမ့်ချင်းသုံးခဲ့လို့ပါ သူရဲ့ပထမဆုံးအောင်မြင်မှုကိုသုံးသပ်ကြည့်ပါဂျီယိုဗာနီဗန်တီဘိုလီယိုအသက်ရှင်နေတော့ဘိုလိုညာကိုတိမ့်ပိုင်နိုင်ခဲ့တယ်ဗင်နစ်သားတွေကလုံးဝလက်မခံခဲ့ကြပါဘူးစပိန်ဘရင်လည်းတားခဲ့ပါသေးတယ်ဒီကိစ္စကိုပြင်သစ်နဲ့ညှိနှိုင်းနေတော့အကွက်ရွှေ့ခဲ့တာပါဖင်းနေတဲ့စပိန်တို့ကဘယ်လိုမှတုံ့ပြန်မှုမတတ်တာတဲ့အချိန်စပိန်ကနေပယ်ကိုပြန်ယူဖို့ကြိုးစားတော့ Venice တို့ကအကြောက်လုံနေခဲ့တယ်။အဲ့ဒီတော့နောက်ဆုံးမှာပြင်သစ်ကပဲလက်တွဲလာပြီးရောမကိုကြောထောက်နောက်ခံထားတဲ့ဆုံးဖြတ်ချက်ကြပေါ်ဆောင်ခဲ့တာပါ။ဂျူလီယက်လည်းစိတ်လိုက်မှန်မှလုပ်တဲ့အခြေအကျအောင်မြင်မှုတွေရခဲ့တာပါ။ရောမကနေထွက်မလာခဲ့နောက်ဆုံးအချိန်မှာအားလုံးကပြင်ဆင်ပြီးညှိနှိုင်းထားခဲ့ရင်အောင်မြင်ခြင်းမအောင်မြင်ပါပါ။ပြင်သစ်ကလည်းပြဿနာရှာလိုက်ပြဿနာရှာလာနိုင်တယ်လို့ဖိနေနဲ့စပိန်ကလည်းတောက်လျှောက်တတိပေးချာမှာအသေးအချာပါပဲ Julius ရဲ့တခြားအောင်မြင်မှုတွေကိုထပ်ပြောထပ်မပြောတော့ပါဘူးစောစောတည်သွားခဲ့လို့ဒါကြာရှုံးခန်းကိုမကန်စားလိုက်ရတာပါ အခြေအနေတိုင်းတတိလိုအပ်တဲ့စိတ်လိုက်မှန်ပါဖြစ်ခြင်းရဲ့အဓိကအားနည်းချက်ကတတိလက်လွတ်ဖြစ်ခြင်းပါပဲစိတ်လိုက်မှန်ပါမဲ့အစားအတိတတိကြီးပါကံဆိုတာမိမနဲ့တူတယ်လိုချင်တာကိုပေးအောင် အပေါ်ကနေခွာစည်းပြီးပါရိုက်နားကြိုင်နိုင်ရမယ်ငယ်ရွယ်သူနဲ့ဖြက်လက်သူတွေကိုကံကပူကြိုက်တယ်ရဲဝုံပြီး ရဲလှုပ်ရဲသူတွေကို မျက်နှာသာပေးတယ်။ကံကိုစမ်းရဲမှအုပ်ဆောင်ကောင်းပြီးတနိုင်မယ်။သဝီတကဲနာတိုင်းတစ်ပါးအန္တရာယ်ကိုဘယ်လိုကာကွယ်မလဲ။အီတလီဟာကောင်းဆောင်အစ်စ်လုံနေပြီလား။အချိန်တန်ပြီလားတွေးမိတယ်။လူလူအချိုးကိုတကယ်ပဲမျော်ကိုးပြီးတရားမျှတစွာအုပ်ဆိုးဆံမဲ့အုပ်ဆောင်တဲ့ဟာအီတလီမှာရှိပြီလားစဉ်းစားတယ်။ဒါပေမဲ့ဒေတာတွင် နိုင်ငံရေးအခြေအနေကအီတလီအုပ်ဆောင်တဲ့အတွက်အင်မတန်ရှုပ်ထွေးပွေလိနေတဲ့ဘလောက်ပဲထမ်းမြတ်နေပါစေခက်အဆက်ဆက်ရှုပ်ထွေးခဲ့တဲ့တပုတ်ဦးကိုရှင်းလင်းမှုကလက်ရှိအခြေမှာဖြစ်နိုင်ပါမလားတန်လျာတော်ဖြစ်မိတယ်။အစ္စရေးလူမျိုးတွေအီဂျစ်မှာဂျုံဖြစ်သွားမှပဲတမန်တော်မောရှိထွက်လာနိုင်တာပါ။မေဒီစ်ကဗာရစီတွေအပေါ်တိမ်ပိုက်ခဲ့လို့သာဆိုင်းရက်ထွက်ပေါ်လာတာပါ။အေဒင်နိုင်ငံကြီးပြိုကွဲပျက်စီးသွားခဲ့လို့သာဒီစီရက်ကအရေးချင်းတွေထုတ်ပြနိုင်ခဲ့တာပါ။ အဲ့ဒီတော့ယခုဒီနေ့အချိန်ထိဒီနိုင်ငံအတွက်အသင့်တော်ဆုံးအုတ်ရှောင်းလောက်ဟာဘသူဖြစ်မလဲဂျွန်ထက်ဂျူးတွေများနေပြီးပါရာစီတွေထက်ဒုက္ခပိုကြီးနေတယ်လို့အေဒင်ထက်စီလုံးမှုပြိုကွဲနေသေးတယ်ခေါင်းဆောင်လည်းမရှိတယ်လို့ဥပဒေအာဏာဆိုတာလမ်းပေးရောက်နေတယ်ဘယ်ဘက်ကကြီးကြီးပြက်စီးယူရွေးနေတဲ့ဒီနိုင်ငံကိုဘယ်ပုတ်ဦးဘယ်ပုတ်ကဥရှောင်းအဖြစ်အာဏာယူပြီးတော့ပြုပြင်ပြောင်းလဲနိုင်မလဲ အီတလီအတွက်တယောက်တော့ရှိခဲ့တယ်။မျော်လင့်ချက်ရောင်စင်ကိုလင်းလက်စေခဲ့ပြီးမှကြွေချခဲ့ရတယ်။ဘုရားသခင်ကိုတော်တိုင်စေလွတ်ခဲ့သည့်အလားထူးချုံပြောင်မြောက်ပြီးမဟာဇန်တော်လှန်သူပါ။ကံအလှည့်အပြောင်းရဲ့တဘာဝအောင်မှအယုံကြီးရှုံးခဲ့ရတယ်။အခုတော့အီတလီဟာမသေးမရှင်ဖြစ်နေခဲ့ရတယ်။ဘယ်သူကကုသပေးမလဲဆိုပြီးတော့စေးစရာမျော်နေရပြန်တယ်။ long body ရဲ့ဒုက္ခကို အဆုံးသတ်ပေးမဲ့သူဇေယရွေနဲ့ကြာစင်းနေတဲ့ တက်ကာနေတဲ့နေပယ်ကိုကဲထုတ်ပေးမဲ့သူအီတလီတကြောဖုံးနေသည်မြရောင်းနေသည်မြဂိုင်းနေသည်မြဒံရအနာတရကိုကူစားပေးမဲ့သူဘယ်သူဖြစ်မလဲအောင်လန်တော်တကွန်အောက်မှာနောက်တစ်ဖက်ဦးညွန်နိုင်မှုအစ်စ်ဖြစ်နေပြီမဲ့အောင်နိုင်သူဥရှောင်းလောင်းဟာပျောက်ဆုံးနေသေးပါတိုင်းပြည်အတွက်အလဲအပြောင်းစွမ်းဆောင်ပေးမဲ့မိသားစုအိန်တော်ဆိုလို့အမီကျော်ကြဩဇာထင်ရှားတဲ့အိန်တော်တခုလာကြံပါတော့တယ်ဘုရားသခင်နဲ့အသင်းတော်ရဲ့ ကောင်းကြီးတော်အောင်အီတလီကိုလမ်းမှန်ရောက်အောင်ပြေးပို့နိုင်တဲ့အိမ်တော်ပါသူတို့ကောင်းဆိုတာအင်မတန်မှရှားတယ်သူတို့ကောင်းထက်သူစရိုက်ဒူးစရိုက်နှမျိုးလုံးကိုကျင့်သုံးလျက်အတ္တဟိတရှေ့ရှုပြီးဗရဟိတမှန်စွာလောက်ကိုင်းနိုင်သူကပိုရှားပါတယ်ဒီချိန်ဒီကတည်းကပိုတင့်လျော်တဲ့အချိန်မရှိတော့ပါဘူးဘုရားသခင်ကိုတော်တိုင် ကောင်းကြီးပေးထားသည့်အလားအခြေအနေအလုံးကတိုက်ဆိုင်စွာအစဉ်သင့်ဖြစ်နေပါပြီပင်လေတော်မှာနှချမ်းကွဲလို့ ဒိန်စင်ဒိန်တန်းများပင် ရှင်းလင်းပြီးကြောက်ဆိုင်ကြောက်စခဲတွေကရေပြင်မှာလမ်းကင်းမိတာပါကောင်းငင်ကလည်းအမတာတီတာရေစင်သွန်းတယ်လို့အမတာတီတာရေစင်သွန်းတယ်လို့အရာအားလုံးကကောင်းကြီးတော်ကြာရောက်ပြီးဒီအလားကောင်းစားနိုင်ရေးလမ်းပွင့်ပေးထားပြီးဘုရားသခင်ဟာဘယ်တော့မှကိုယ်တိုင်ကိုယ်ကျလုံးလို့မရှိပါဘူးလွတ်လပ်တဲ့ဆန္ဒနဲ့ခုံးတော်ပါရယူခွင့်ကို ပိတ်ပင်လိုခြင်းလုံးဝမရှိပါဘူး လက်ကျန်သမျှဣတလီအိမ်တော်များထက်ကျွန်ုပ်ရည်ရွယ်သောအိမ်တော်မှအပအမှန်တကယ်လုံနိုင်မဲ့အိမ်တော်မရှိပါဘူးဣတလီဟာစစ်တမ်းကိုလည်းခံခဲ့ရသလိုမြောက်များစွာသောဒေါ်လန်ပုံကံမှုတွေကြောင့်ပင်မနေပြီဖြစ်ပါတယ်တိုင်းပြည်ဟောင်းများကလည်းအပြည့်အစည်အယိုးအရွေးများအောင်အသက်ပြောင်းလဲဖို့အားမရှိတော့ပြီအသက်ပြောင်းလဲဖို့အားမရှိဖြစ်နေပြီဥပဒေအသက်အုတ်ချုပ်ရေးအသက်လှုပ်ထုံးအသက်အုတ်ရှောင်းအသက်နဲ့ မူဝါဒအတိတ်အတွက်စောင့်ဆိုင်နေကြတာပါအီတလီဟာလိုအပ်သမျှအရင်အမြင့်တွေနဲ့ပြည်စုံမိသားဖြစ်တဲ့အတွက်ဘယ်လို အုပ်ဆောင်အတော့မဆိုဖော်ဖော်တီတီအလျံအပယ်ကြံနေပါသေးတယ်သူအုပ်ကကျမ်းမာတန်ဆွမ်းစွာနဲ့အစဉ်အသစ်ဖြစ်နေပြီးပါပြီကျန်တာဆိုလို့အုပ်ဆောင်လမ်းဥဆောင်လမ်းပြမဲ့ခေါင်းဆောင်ပါအီတလီမှာစေအင်အားရှိပြီးသားပါပြီးခဲ့တဲ့ပြိပခများကြောင့် အင်အားချိနဲ့တွားခဲ့ရပေမဲ့အသုံးမကျတဲ့ကောင်းဆောင်တွေခြံရစ်ခဲ့ပြီးခြံရစ်ခဲ့တဲ့ကျွမ်းကျင်ပြီးစစ်တီတော်များစွာဟာနီးမှန်လမ်းမှန်ဥဆောင်မဲ့အုပ်ဆောင်ကိုတစ္ဆာခံမှုအသင့်ဖြစ်နေကြပါပြီပြီးခဲ့တဲ့20နီးပါးအတွင်ဖြစ်ခဲ့တဲ့များစစ်ပွဲတိုင်းဟာအကျိုးမဲ့စစ်များသာဖြစ်ခဲ့တယ်ပထမဆုံးစစ်ပွဲဖြစ်တဲ့တာရိုစစ်ပွဲအလက်ဇန်းဒရီးယားစစ်ပွဲ ကပူအားစစ်ပွဲဂျနိုအားစစ်ပွဲဘာအီလာစစ်ပွဲဘိုလော့ညာစစ်ပွဲ မေစထရီစစ်ပွဲအလုံးကအဆုံးအရှုံးများခဲ့သလောက်အကျိုးအမြတ်အလွန်နည်းခဲ့ပါတယ်။ဒါကြောင့်စစ်မှန်သောတစ္ဆာတရားကိုအုတ်ထိတ်ထားလျက်အပြစ်ကင်းတဲ့လူလူကိုကယ်တင်ခြင်းကလူလူထောက်ခံတဲ့တပ်မတော်ကြီးကိုထူထောင်ဖို့ပဲဖြစ်ပါတယ်။လူလူကိုကိုစားပြုတဲ့စစ်တပ်ထက်ပိုတင့်တော်တဲ့စစ်တပ်မရှိနိုင်တော့ပါဘူး။အချစ်ဇာရိတယိုရွေးမှုမရှိတဲ့မရှိပဲစည်းလုံးညီညွတ်စွာနဲ့ခေါင်းဆောင်အပေါ်လေးစားတဲ့စစ်တီတွေစုစည်းထားတဲ့စစ်တပ်ဟာတိုင်းပြည်အတွက် အထူးလိုအပ်တဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ဒိုင်းနမအနေရကိုကာဝယ်နိုင်မှုတောက်တင်းခိုင်ပါတဲ့တမတော်ကြီးကို ထူထောင်မှု အရေးကြီးတယ်။တောက်တင်းခိုင်ပါတဲ့တမတော်ကြီးကိုထူထောင်မှုအရေးကြီးတယ်။ Swiss နဲ့ Spain တို့ရဲ့ကြီးတဲ့အစွမ်းဟာတကယ်ပဲ အမကန်းပါ။အရာအလုံးမှာအားနည်းချက်ဆိုတာရှိပါတယ်။ Spain ရဲ့ကြီးတဲ့ဟာမြင်းတက် မြင်းတက်တံကိုမခံနိုင်ပါဘူး။ Swiss ကြီးတဲ့ဟာချင်းမြန်တက်ကို မရှင်းနိုင်ပါဘူး။ ဘီယင်တင့်မြင်းတပ်နဲ့တွေ့တော့စပိန်တို့တက်ဆုပ်ခဲ့ရပြီးစပိန်ချီမြန်တပ်နဲ့ဆွိကြီးတက်ထိတ်တိုက်တွေ့တော့မရှိမလားဖြစ်ခဲ့ရတယ်။ရာဗနာစစ်ပွဲမှာဂျာမန်တွေကိုစပိန်တွေ တိုက်တော့ဆွိတို့ရဲ့ဗျူဟာအတိုင်းလင်းမြန်မှုကိုအသုံးချရင်ဒိုင်းနဲ့ဂျာမန်တို့ရဲ့လန်ဒန်ကိုခုခံခဲ့တယ်။မြင်းတပ်ရဲ့အကူအညီမပါဘဲဂျာမန်အနေနဲ့ကြီးတက်ကိုရှင်နိုင်ခဲ့မှာမဟုတ်ပါဘူး။ရန်သူရဲ့အားနည်းချက်ကိုမြင်းတပ်ပြီးကိုဗတ်အားသာချက်အဖြစ်ပြောင်းလဲပါ ဒါကြောင့်မြင်းတက်ကိုခုခံနိုင်မဲ့ကြီးတက်ကိုလေ့ကျင့်ပြီးအကောင်းဆုံးလက်နက်တွေကိုထုတ်လုပ်ဖို့ပြင်ဆင်ရမယ်။ဒါမှအီတလီရဲ့အုတ်ရှောင်တက်ဟာခေမီလက်နက်တက်စင်ပြီးသားစစ်တပ်ကြီးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အီတလီကိုကယ်တင်နိုင်မဲ့အခွင့်အရေးရှိနေပါလျက်နဲ့အားထုတ်ဖို့တွန့်ဆုတ်နေမယ်ဆိုရင်အမှားကြီးမှားပါလိမ့်မယ်။ဒိုင်းတစ်ပါးရဲ့ကျူးကျော်မှုကြောင့်ဒုက္ခအကြီးအကျယ်ရောက်နေကြတဲ့အပြစ်မဲ့ပြည်သူရဲ့ကံစားချက်ကို ဘယ်စာလုံးပဲစာဒါကမှပြည့်စုံအောင်ပေါ်ပြနိုင်မှာမဟုတ်ပါဘူး။ကလေးစားစိတ်မကန်းခြင်းစိတ်နာကြီးစိတ်သွေးချွေမျက်ရည်အားလုံးစုပြုံခံစားနေရတော့မှဘယ်တကားကပိတ်နေအောင်မလဲဘယ်သူကအမိတ်ကိုဖီဆန်းခြင်းသေးလဲဘယ်သူကလမ်းပေါက်ကိုပိတ်နေသေးလဲဘာလို့အီတလီကဒူးထောက်နေရမှာလဲအားလုံးကနေချက်တွေကိုယုံမုန်းနေတာပဲ။ဒါကြောင့်အရှင်ရဲ့အိမ်တော်မှာအီတလီရဲ့ဒုက္ခကိုကုစားနိုင်ပါစေကြောင်းနဲ့ တိုင်းပြည်ကြီးဟာအရှင်အိမ်တော်အောင်လယ်အောင်အလိုရှိရာကိုစွမ်းဆောင်မှုအသင့်ဖြစ်ပါပြီအရှင်တို့ရဲ့ကာကွယ်ဆောင်မမှုအောင်မှာပက်ထရောရဲ့တပေါင်းစကားမှန်လို့လာခဲ့ပါပြီဒေါ်သားနဲ့အချင်းမြတ်တိုတောင်းမဲ့ရန်တပွဲရဲဝန်းတဲ့မျိုးချစ်စိတ်အီတလီရဲ့နှလုံးသားမှာအမြဲရှင်သန်နေသေးပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တယ်ဂန်ဝင်အုပ်ဆောင်မင်းသားလှုပ်ထုံးချက်စာအုပ်နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း30ဒီမှာနေပြီးဆုံးပါပြီ တခြားအသစ်အသစ်တော်စာအုပ်ပုံများစွာကိုဆက်လက်နားဆင်လို့ရဆိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ဇုံးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးသဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်နိုင်ပြီးတော့ BN ရဲ့အသွေးသွေးနဲ့ကတ်သုံးပါးရံမှာအမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ